အလုံးမဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့အမျိုးသားကိုဖောက်ပြန်ဖို့ခွင့်ပြုထားကြအောင်ပြောပြလာတဲ့အမျိုးသမီးငယ်လေးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါရစ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လေကျူဆူလိုက်ပါလေဗျာအင်ဂျလာဖေးကလေဖောက်ပြန်တာကိုခွင့်ပြုတယ်အင်ဂျလာဖေးကဒါတရားဝင်မိမဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဖောက်ပြန်တဲ့တည်င်းနေအများကြီးတက်တယ်ဒီမြန်မာနိုင်ငံမှာမှမဟုတ်ဘူးပဲနေရာမှမဆိုဟိုဖောက်ပြန်မဖောက်ပြန်တဲ့ယောက်ျားဆိုတာမရှိတလို့ပဲပြီးတော့အင်ဂျလာဖေးရုံကြည်တာတခုရှိရပေါ့နော်ယောက်ျားတည်းကမဖောက်ပြန်ဘူးအဲ့ဒါယုံကြည်ယောက်ျားတည်းမဖောက်ပြန်တဲ့ယောက်ျားရှိတယ်ဆိုယုံကြည်ဘာလို့လဲဆိုအင်ဂျလာဖေးကိုရိုင်းကဖောက်ပြန်ခြင်းစိတ်မရှိတဲ့လူမျိုးလို့ဒါဘယ်လိုမှလုံးဝတစ္ဆာရှိတဲ့လူရှိရဆိုယုံကြည်ဒါပေမဲ့ဘောနော် ယောက်ျားရည်နဲ့မိန်းမတွေမတူဘူးတဏ္ဏနဲ့အချစ်ကလည်းမတူဘူးယောက်ျားတွေရာကြတော့อืมသူတို့ကဖောက်ပြန်ချင်တဲ့စိတ်ရှိလိုက်အောင်သူတို့ကဒီဇန်တာကိုတိုက်ခါနဲ့ပြန်ထိန်ရလေနော်ဆိုတော့အဲ့အတွက်ကြောင့်မလို့မဖောက်ပြန်ဖြစ်သွားတဲ့အခြေအနေလည်းရှိတယ်ဖောက်ပြန်နေဆိုတာဒီကတင်းပေါ်တက်မှအကောင်လိုက်ကြီးဖောက်ပြန်မှဖောက်ပြန်တာမဟုတ်ဘူးလေနော်ဟိုဟိုဥမာပေါ့နော်ဆိုရှယ်မီဒီယာမှာတခြားကောင်မလေးတွေကိုလိုက်ကြည့်ပြီးအသေးလေးလိုက်ပေးနေတာဖောက် လူအကောင်လိုင်းကြီးဂတိမောတက်မှာဖောက်ပြန်တာဖြစ်တာမဟုတ်ဘူးဖောက်ပြန်ခြင်းနဲ့စိတ်ရှိတယ်ဆိုကြရတာဖောက်ပြန်ဒါပဲလေနော်ဆိုတော့လူတွေကမလုံနဲ့ဆိုတဲ့အရာပို့ပြီးတော့လှုပ်ချင်ကြတယ်အဲလှုပ်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 ခွင့်ပေးထားတဲ့အရာဆိုလို့ရှိရင်သူကအော်လှုပ်ခွင့်ရှိနေရတဲ့အတွက်ကြောင့်မို့သူတို့အတွက်ကဒါခိုးကြောင်ခိုးဝဲနဲ့လှုပ်စရာမလိုအဲကြောင့်အဲ့ဒီအရာကြီးကအဲ့လောက်ထိ excitement လည်းမရှိတော့ဘူးဟိုဘယ်လိုပြောမလဲအရင်ခုံစရာလည်းအဲ့လောက်မကောင်းတော့ဘူးပုတ်ပွင့်လင်းလှုပ်လို့ရတာမို့လို့အဲအကြောင်း angel face ဆိုလို့ရှိရင် angel face ယောက်ျားကိုဖောက်ပြန်ခွင့်ပြုတ်ထားတယ်ဒါပေမဲ့အဲ့လိုပြောလို့သူ့တိတ်ခါချသူတော်အောင်ဖြစ်နေပြီဒါဘလို့ဆိုတော့ သူကဖောက်ပြန်မဲ့လူတော့မဟုတ်ဘူးဒါဖောက်ပြန်ခဲ့မယ်ဆိုရင်အင်ဂျလာဖေးကလက်ခံနိုင်တဲ့စိတ်ရှိတယ်အဲ့ဒါကြောင့်မလို့အင်ဂျလာဖေးကဒီသူများရဲ့လိုမျိုးဟိုဖောက်ပြန်သွားရင်ဘယ်လိုလုပ်မလဲဆိုတာငါရောက်ချက်မှာဖောက်ပြန်ဘူးအေးအဲ့လိုမျိုးမဟုတ်ဘူးဖောက်ပြန်သွားရင်တော့ခွင့်ပြုတယ်လက်ခံနိုင်တဲ့စိတ်ရှိတယ်ဘာလို့လဲဆိုတော့သူကိုယ်ချစ်တယ်ဆိုတာအပြည့်အဝရှုံးချီထားပြီးသားဘလို့ပဲအချားမိန်းမနဲ့ပဲဘယ်လိုပြောမလဲ one night stand သွားရင်တော့မှကိုမကိုပဲဆိုတာ အင်ဂျလာဖေးယောက်ျားရောအင်ဂျလာဖေးကဘာလို့ဖောက်ပြန်ခွင့်ပြုတ်ပြီးတော့လက်ခံတာလဲဆိုရင်သူဒီအင်ဂျလာဖေးကိုတကယ်အပြစ်အဝါချစ်ပြီးတော့ချစ်တယ်ဆိုတာကဒါရင်ခုန်စွာနဲ့ချစ်တာမျိုးကိုလည်းပါတယ်တနာစိတ်နဲ့ချစ်တာမျိုးကိုလည်းပါတယ်တနာစိတ်မပါဘဲနဲ့တာသမီတယောက်ကိုချစ်တယ်လို့မျိုးပေါ့နော်လုံးဝဒီမျက်နှာကြီးစုပ်ပြတ်တက်ပြီးတော့ဒီလုံးဝမလှတော့လို့ရှိရင်တော့မှဟိုသူဒီ ကိုဘေးနာမခွာဘဲနဲ့ကိုပြုစုနေမှာဆိုကိုယုံကြည်တဲ့အတွက်ကြောင့်မလို့သူ့စိတ်ချမ်းသာစေချင်တယ်သူ့လူဖြစ်ရကြုံနှက်စေချင်တယ်ယောက်ျားရေဆိုတာကလေဘယ်လိုပြောမလဲသူတို့ကတိတ်ခါမကြသွားဘူးသူတို့ကလူတစ်ယောက်ထက်ပိုပြီးပတ်သက်လိုက်လို့သူတို့ကအရှုံးမရှိဘူးသူတို့ body ကောက်နေရလူတစ်ယောက်နဲ့ပိုပြီးပတ်သက်လိုက်လို့သူတို့မှာအရှုံးမရှိမိမရလို့မဟုတ်မိမရရတာဟိုကိုကိုကိုတန်ဖို့ထင်းရတာလေနော်အဲ့တော့ကြောင့်မလို့ပတ်စံရှိတဲ့လူရေဆိုလို့ရှင်ပိုပြီးအောင်မှထားလွယ်သေးရလေဒီလားဆိုတော့ဟိုအဲ့လိုမျိုးလွယ်တဲ့အခြေအနေမှာဟိုဘယ်လိုမလဲကိုအတွက်နဲ့သူကထိန်းနေရတာမျိုးတွေ ိမ်ထောင်ရဲ့အဆင်မပြေတာမျိုးဖြစ်ခဲ့လို့ရှိရင်အင်ဂျလာဖေးကပေါ့နော်တာသမီမျက်နှာကိုဟိုကြည်ပြီးတော့ဟိုအဆင်ပြေအောင်တီးခတ်မယ်လို့တော့မဟုတ်တာသမီမျက်နှာကိုတခြားနေရာမှာကြည်ရင်ကြည်လိမ့်မယ်ဒါပေမဲ့ကိုတကယ်ကွဲချင်တဲ့အခါရောက်လို့ရှိရင်တာသမီမျက်နှာကိုမကြည်ဘူးတာသမီမျက်နှာကိုကြည်လို့ဟိုမကွဲပဲနေတာမဟုတ်ဘူးဟိုဘယ်လိုပြောမလဲကိုရဲ့အချိုးအမြက်ကိုချပြီးမကွဲပဲနေတာမျိုးပေါ့နော်ဆိုတော့ကိုတာကတခုခုပေါ့နော်ဥပမာဖောက်ပြန်လို့ဒါကိုယောက်ျားကဖောက်ပြန်လို့အဲကွဲမလားဆိုရင်အင်ဂျလာဖြစ်ဆိုရှင်သူဖောက်ပြန်မကွဲမသိဟန့်ဆောင်နေလိုက်မှာ ဟုတ်လားတည်လားဟိုဘယ်လိုပြောမလဲရည်စရာနေရနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ပေါ့နော်အစိုးဆုံးကတူတာဖောက်ပြန်မယ်ဆိုကိုကလေညက်ရည်လေးခြူလိုက်မှာပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့ဒါငိုလိုက်မှာဘယ်လိုဆိုတော့ခံစားမှာပဲလေစိတ်ဆိုတော့ခံစားမှာပဲတကယ်ချစ်တာဟုတ်ဒါပေမဲ့ဒါကြောင့်မလို့လေကိုမသိအောင်လုပ်လဲရတယ်မသိတဲ့အရာမကိုမသိတော့လည်းဘယ်လိုစိတ်ချမ်းသာတယ်လေမင်းငယ်မရယ်ဆိုတာအင်ဂျလာဖေးဆိုလို့ရှိရင်တော့သူတို့တော့ဖြည့်သွေးပေးလိုက်ချင်တယ်ဒါခလေးကြလို့ရှိရင်ကိုသူတို့ပြောလို့ပေါ့နော်ဒါ သူတို့တို့နှစ်နာသွားမလားတော့မသိဘူးဒါပေမဲ့လေသူတို့ကလေဒါတိတိရက်နဲ့သူများအိမ်ထောင်ကိုဟိုလာပြီးတော့ဝင်တိုးတယ်ဆိုရယ်ကဒါသူတို့ဘာသာသူတို့လောက်တာလေနော်ဘယ်သူမှအတင်းကြီးလောက်ခိုင်းတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒါအင်ဂျလာဖေးယောက်ျားသားဒါမရင်ငယ်ရှိခဲ့မယ်ဆိုလို့အင်ဂျလာဖေးကတော့ခင်မဆိုင်ဘူးဆိုတော့သူတို့ကမရင်ငယ်လीမရင်ငယ်ဆိုတဲ့အတွက်ကြောင့်မလို့ဟိုဒါသူပတ်စံအောင်ရမှာမဟုတ်အင်ဂျလာဖေးယောက်ျားပြောပြီးတာဟိုဘယ်လိုရမလဲ one night stand ချင်းစတဲ့လို့ရတယ်ဒီတယောက်ထပ်ပို့ပြီးတော့ဒီဘယ်လိုရမလဲမိမတယောက်ကို တစ်ခါတည်းပုံမအိမ်နေပေါ့နော်ဆိုတစ်ခါတည်းပုံမပတ်တနေအင်ဂျလာဖေကနှလုံးသားမပါသွားဖို့ပဲအင်ဂျလာဖေကအဲစိတ်ပူတာပေါ့နော်နောက်ပြီးတော့ဒါအခုလိုပြောရတဲ့ဆိုတာအင်ဂျလာဖေခွင့်ပြုကြောင်းလက်ခံကြောင်းပြောတာဒါအဲ့လိုမျိုးဖြစ်စေချင်တဲ့တခြားမျိုးသမီးတွေကိုလည်းစိတ်ချမ်းသာစေချင်တယ်ဒါပေမဲ့အင်ဂျလာဖေအမျိုးသားကအဲ့လိုဒါစကားပြပြောရလို့တို့တော့အားနာရတယ်ဘာလို့လဲဆိုတော့သူဒီဟိုဖခင်တရား ကို့ပေါ်ရိုင်းနဲ့နှိပ်စက်နေတဲ့ယောက်ျားဒါမှမဟုတ်ကို့ပေါ်ခြူစိုက်ပိုင်းလုံးလုံးနေတဲ့ယောက်ျားတွေဆိုလို့ရှိရင်တော့ကွဲကိုကွဲတဲ့ဒါပေမဲ့ကို့လည်းလှုပ်ချွေးနေတယ်ကို့ကိုလည်း provider ယောက်ျားဖြစ်နေယောက်ျားကောင်းလည်းဖြစ်နေတကယ်လည်းကို့ကိုချစ်တယ်ပေါ့နော်နောက်ပြီးတော့သူကဖောက်ပြန်တာပဲရှိတာဆိုတော့မကွာတင့်ဘူးပါမလို့ဆိုလို့ဆိုတော့ဒါကြီးကဟိုခုခက်မှာယောက်ျားလည်းဖောက်ပြန်နေရမှာဖောက်ပြန်တော့ဖောက်ပြန်ချင်စိတ်ကရှိတယ်တော်တော်များများမှာကိုရှိတယ်ဆိုတော့အဲ့တော့ဖောက်ပြန်တဲ့ယောက်ျားအချင်းချင်းအတူတူကိုကကို့ provider လုပ်ပြီးတော့ဖောက်ပြန်တဲ့ယောက်ျားကိုရွေးမလား provider မဲမလုပ်ဘဲနဲ့ ောက်ပြန်တဲ့လူကိုရွေးမလားဆိုတော့ကိုကိုကိုပဲရွေးချင်အောင်နော်ဘာဖြစ်လဲဆိုတော့ဒါ Angela Pace ကို Angela Pace ရဲ့အထောင်မှာအရင်စိတ်ချမ်းသာရတယ်ဒီအချက်နဲ့ပတ်သက်လို့ရှိရင်အရင်စိတ်ချမ်းသာရတယ်ဘက်ဘက်ကအဲ့တွက်ကြောင့်မလို့သူ့ကိုလည်းပြန်ပြီးစိတ်ချမ်းသာစေချင်တဲ့ဒါမေတ္တာရှိရပေါ့နော်အဲ့တွက်ကြောင့်မလို့ဒါအကုန်လုံးကတော့မတူနိုင်ဘူးပေါ့နော် people have different standards လीနော်ဆိုတော့နားလေတယ်ဒါပေမဲ့ဟိုဖောက်ပြန်တာယူအဲ့လောက်ဒီ series မထားစေချင်ဘူးဘာလို့ဆိုစိတ်မချမ်းသာမှာဆိုတော့အလားပြတ်တယ်လीနော်